သူကိုတကယ်ချင်းရင်မကြွတ်လို့ဘူးဆိုပြီးတရေမဖြန်းချဖို့မိခင်ကြီးကိုရင်တောင်းမှန်လားပြည်သူများလုံးမင်္ဂလာပါရှင်ဘာမီဆီလီဘရီကနေပြန်လေးကြိုဆိုလိုက်ပါတယ် အနုပညာလောကထဲမှာကလေးပေါက်စားလေးဘဝကနေစတင်တရုပ်ဆောင်ခဲ့ပြီးလူပြဘဝမှာပြိသက်အားပေးမှုများစွာရရှိလာခဲ့ရကတော့တရုပ်ဆောင်မင်းသားလေးထူပဲဖြစ်ပါတယ်မင်းသားလေးထုကဇလန်တွဲတွေများစွာမှာပါဝင်တရုပ်ဆောင်ခဲ့ပြီးအောင်မြင်ဆုံးထိတ်တဲမင်းသားဆိုတဲ့နေရာကိုရောက်ရှိတော့မှာဖြစ်ပါတယ်။ဒီလိုမျိုးအောင်မြင်မှုတွေများစွာရရှိနေတဲ့ချိန်မှာရုတ်တရက်ရင်မတော်တဆမှုနဲ့ကြုံတွေ့ရပြီးတော့ကွယ်လွန်ဆုံးဖြတ်သွားခဲ့ရပါဒီအခါမှာတော့ပရိသတ်တွေများစွာကလည်းမိသားစုတွေနဲ့ထပ်တူဝမ်းနေခဲ့ရပြီးတော့စိတ်မကောင်းဖြစ်နေခဲ့ရတဲ့ထု ရဲ့နာရေးကိုလည်းလိုက်ပိုးခဲ့ကြတာအများပြားပဲဖြစ်ပါတယ်။ ဒီလိုမျိုးပြည်သက်တွေကထူးကိုချစ်ခင်ကြတယ်ဆိုပေမဲ့နောက်ွယ်မှာသတင်းတွေပြန့်နေခဲ့တာကတော့ထူးကမကျွလွနိုင်ပဲရှိနေရဆိုပြီးပြောဆိုနေကြပါတယ်ဒီလိုမကျွလွနိုင်ရတဲ့အကြောင်းရင်းကလည်းသူ့ရဲ့ကွယ်လွန်မှုကတာမန်ဖြစ်ရုပ်ဖြစ်စင်မဟုတ်ပင်နောက်ွယ်မှာမတရားမှုတွေရှိနေရဆိုပြီးတော့သတင်းပြန့်နှံ့လွနေခဲ့ပါတယ်ဒီသတင်းတွေကအင်မတန်ကိုလူပြောများနေခဲ့ပြီးအထူးသဖြင့်တော့တရုတ်ဆောင်မင်းသားလေးထူးတယောက်မတရားမှုတွေနဲ့ကွယ်လွန်ရတာဖြစ်တဲ့အတွက်မကျွလွနိုင်မှုဆိုပြီးတော့ပြောနေကြတာပါဒါကြောင့်မင်းသားလေးထူးရဲ့မိခင်ဖြစ်သူဒေါ်တနန်းဆွေကတော့ ူရဲ့သားလေးကိုအမှန်တကယ်ချစ်မြတ်နိုးတယ်ဆိုရင်ဒီလိုမျိုးမဟုတ်မမှန်တဲ့ရင်တွေမဖြန့်ချဖို့အတွက်ဝမ်းနည်းစွာနဲ့တောင်းပန်လာခဲ့ပါတယ်။သူမအနေနဲ့အရန်ကိုနာကျင်ခံစားနေရပြီးဘဝကိုဘာဆက်လုပ်ရမယ်မသိအောင်လမ်းတွေပြောင်းနေခဲ့ရပါတယ်။ အယံကိုအာကိုရတဲ့သားလေးမလေးဖြစ်တဲ့သူကဒီလိုရောတရက်ထွက်ခွာသွားလိမ့်မယ်ဆိုတာကိုအိမ်မက်တောင်ထည့်ပြီးတော့မမတ်ခဲ့ဘူးပါဘူး။အခုတော့စောစည်းစွာနဲ့မိဘတွေကိုနှုတ်ဆက်ပြီးတော့ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့သားလေးအတွက်ဘာလို့ပေးရမယ်မလဲမသိအောင်တကယ်ကိုပဲနာကျင်ခံစားနေကြရရှာပါတယ်။ဒီအချိန်မှာသားလေးကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကိုမြင်လိုက်ရတဲ့အတွက်သားလေးအတွက်ဂုဏ်ယူဝမ်းသာမိပြီးတော့အားတက်နေကြရပါတယ်။ဒါပေမဲ့လည်းသားလေးကမချွတ်လွတ်ဘူးဆိုတဲ့သတင်းတွေပြန့်နှံ့နေကြတဲ့အကြောင်းဒီလိုတွေမပြောချဖို့အတွက်တောင်းပန်စကားဆိုလာခဲ့ပါတယ်။သူမ ရဲ့သားလေးကအရင်ကတည်းကမိဘကိုလှုပ်ကြွေးပြုစုတတ်တဲ့လိမ္မာရေးကြရှိသူလေးတယောက်ပဲဖြစ်ပါတယ်။တဘောရလည်းကောင်းလွန်ပြီးတော့မဟုတ်မမှန်တာတွေကိုလည်းမလုပ်ဘဲလိမ္မာရေးကြရှိပြီးတော့ဖခင်တရားကိုလည်းယုံကြည်ကန်ဆိုင်တတ်ပါတယ်။မိခင်ကြီးဖခင်ကတော့နေရင်ဘေးနားကနေထိုင်ပြီးတော့တာရုခေါ်နေတတ်တဲ့သားဖြစ်သူကအခုလိုမျိုးအများတန်းပေးဝေတဲ့အခါမှာလည်းတေချာပေါက်ကိုတာရုခေါ်ပြီးတော့ကျွတ်လွတ်နိုင်မှာပဲဖြစ်ပါတယ်။အခုဆိုရင်တော့သူရဲ့ရက်လက်စွန့်သွတ်တရားနာကိုလည်းပြုလုပ်ခဲ့ပြီးပြီဖြစ်ပြီးအများတန်းတွေလည်းပေးဝေခဲ့ပါပြီ။ ဒါကြောင့်သားလေးကတေဇာဘောကျွတ်လို့မယ်ဆိုပြီးတော့ယုံကြည်နေခဲ့တဲ့ချိန်မှာချစ်ခင်နဲ့ဆိုရယ်ပရိသတ်တွေနေနဲ့တရင်မားတွေမပြန်ချဖို့တောင်းပန်ခဲ့ပါတယ်။သားလေးကသူမကိုအိမ်မက်တွေလည်းမပေးသလိုဘာအနန္တမှလည်းမပေးခဲ့ပေ။ကိုထင်ပြတာမျိုးလည်းမရှိခဲ့ပါဘူး။သားလေးရဲ့အိမ်ရောင်ကိုတောင်နာရေးတစ်လျှောက်လုံးမှမတွေ့ခဲ့ရတဲ့အတွက်ကွလွန်သွားပြီးကလေးကကောင်းရမွန်ရပုံပွားကိုရောက်ရှိပြီးတော့ကျွတ်လို့လိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်။ဒါကြောင့်သားရဲ့အတင်းအမားတွေကိုဖြန့်ပြီးတိတ်ခါချနေရဲ့လုံရက်တွေမလုပ်ဖဲနဲ့တကယ်သာချစ်ခင်အားပေးတယ်ဆိုရင်သားလေး ်ကိုအေးအေးချမ်းချမ်းနဲ့လက်လွတ်ပေးနိုင်ဖို့အတွက်ကူညီပေးကြပါဆိုပြီးတော့မိခင်ကြီးကတောင်းပန်လာခဲ့ပါတယ်။တရုတ်ဆောင်မင်းသားလေးထူကွယ်လွန်ပြီးခဲ့တဲ့နောက်သတင်းအမှားတွေမျိုးစုံအပြန့်ခံနေရတဲ့ပုံမှာပရိသတ်ကြီးတို့ရောဘယ်လိုမျိုးထင်ကြပါသလဲရှင်။အဆုံးတကြီးချုပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။